မင်္ဂလာပါရှင်ကျမတော်ငူခတ်တာပါ TV ရုံးမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါစကိုင်းတိုင်း၆ဦးမြို့နယ်မှာရှိတဲ့ကြည်ကုန်းအရှိကြီးရွာနဲ့ကြည်ကုန်းအနောက်ကြီးရွာတွေကိုစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပြီးအဲဒီစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်အပြီးဝန်သားဘွဲ့ရဆရာတော်ကြီးတပါပြည်လုံတော်မှုကဒေသခံ9000ဝန်းကျင်နဲ့တန်ဃာတော်အပါ30နီးပါးစစ်ပေးရှောင်နေကြရတယ်လို့ဒေသခံတွေစီကသိရပါဗျာ အဲ့ဒီစစ်တပ်စစ်ကြောင်းဟာဂျီကုန်းကြီးရွာကိုနိုဘာလ30ရက်နေ့ကစတင်ဝင်ရောက်ပြီးဖုန်ကြီးချောင်းတွေကပရိဘောကအတုံးဆောင်ပစ္စည်းတွေအပါအဝင်ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတည်ဆောင်ကြသလိုဒီဇင်ဘာလ9ရက်နေ့မှာလည်းလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပြီးသာသနာတော်ဆိုင်ရာ အပိဝန်တာဘွဲ့ရတတ်တော်ရှိဆရာတော်တပါးပါဝင်တန်ဃာတော်နဲ့ပြည်သူတို့ချို့ကိုလည်းပြစ်ခတ်တက်ဖြတ်ခဲ့တယ်လို့ဆိုပါတယ် စစ်ကောင်စီစစ်တပ်ကအင်ဂျီတထောင်လောက်ရှိတဲ့ကြည်ကုန်းအရှိနဲ့ကြည်ကုန်းအနောက်ရွာနှစ်ရွာစလုံးကိုဒီဇင်ဘာလ9ရက်နေ့ကစတင်မီးရှို့ခဲ့တာဖြစ်ပြီးဒီဇင်ဘာလ10ရက်နေ့အထိစစ်ကြောင်းရှိနေသေးတဲ့အတွက်မီးလောင်တဲ့အင်ဂျီအရေအတွက်ကိုတော့အခုထိမသိရသေးဘူးလို့ကြည်ကုန်းအရှိကျောင်းရွာမှာသတင်းသုံးနေတဲ့ဆရာတော်ဦးနန္ဒာကမိန့်ပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ကြည်ကုန်းရွာတွေအပြင် အနီးနားကရွာတွေကဒေသခံတွေနဲ့တန်ကတော့အများအပြားစစ်ပီးရှောင်နေကြပြီးယာယီနေထိုင်စရာတွေအစားအစာတွေနဲ့စေဝါအကူအညီတွေအရေးပေါ်လိုအပ်နေရလို့လည်းသိရပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန်တက် MDA ထိန်းချုပ်ထားတဲ့လာရှိုးနဲ့တီဘောကြားကစင်းင်းတရားကိုဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းကစပြီးပြုပြင်နေတဲ့အတွက်တရားပြုလုပ်ဖို့အလုပ်စင်းတဲ့အချိန်မှာတရားကိုယာယီပိတ်ထားတယ်လို့ရှင်မောင်းနေစီကသိရပါဗျ။ ဒီဇင်ဘာလ10ရက်နေ့မနက်ကစပြီးတံတားစတင်ပြုပြင်နေကတံတားပြင်ပြီးဖို့အတွက်လှုပ်ဆင်းတဲ့အချိန်မှာကားတွေကဖောင်ကနေကူးနေရပြီးညနေပိုင်းလှုပ်သိမ်းချိန်ကျမှတံတားပြန်ဖွင့်ပေးတယ်လို့ဆိုပါရယ်။ တရားပြုပြင်ဖို့အလုံဆင်းတဲ့အချိန်မနက်၈နာရီကနေညနေ၄နာရီအထိတရားကိုယာယီပိတ်ထားမှဖြစ်ပြီးအလုံသိမ်းချိန်ပြန်ဖွင့်ပေးသွားမယ်လို့ခီးတဲ့ရင်မောင်းတယောက်ကပြောပါရယ်တရားကိုယာယီပိတ်ထားတဲ့အချိန်မှာဖောင်ကူးခကကားသေးကြီးပေါ်မူတည်ပြီးကြက်တောင်းခွဲကနေ၃000အထိပေးရတယ်လို့ဆိုပါရယ်တရားပြုပြင်တဲ့အချိန်ဟာ၃ရက်လောက်ကြာမှဖြစ်ပြီးပျက်စီးနေတဲ့တံပြားကြမ်းခင်းကိုတစ်သားကြမ်းခင်းအစားထိုးပြုပြင်သွားမှဖြစ်တယ်လို့သိရပါရယ်ဒါအပြင်တီဘောမျိုးကနေလာရှုပ်ဘတ်အထက်တီဘောတရားကနေရှင်တွေဖြတ်တန်းခွဲ ွင့်ပိတ်ထားဆဲဖြစ်ပြီးလူတွေကိုလမ်းလျှောက်ဖြတ်တန်းခွင့်ပြုထားကခီးသွားတွေကတံတားဟိုဘက်နဲ့ဒီဘက်ထိပ်ကနေကားတွေပြောင်းစီပြီးသွားလာနေကြရတာဖြစ်ပါတယ်ရှင်စကိုင်းတိုင်းမော်လိုက်ခရိုင်တော်လိုင်းရေးတက်ရင်တွေစီကိုစစ်ကောင်စီလက်အောက်ခံတပ်သား9ယောက်ဟာလက်နက်ခဲအတွေနဲ့အတူပူပေါင်းလာကြတဲ့အတွက်စုချင်းငွေ350စီပေးအပ်ထားတယ်လို့မော်လိုက် Revolution အဖွဲ့ကဒီဇင်ဘာလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဩဂတ်လဇန်ပိုင်းကနေစက်တင်ဘာလကုန်ပိုင်းအထိဟ ோம் မလင်းမြို့အခြေဆိုင်ခလာရနှစ်သုံးလုံးတက်ရင်ကစစ်မှုတန်းတက်တာပြည်သူစစ်တယောက်မော်လိုက်မြို့နယ်ရွာသိရွာကပြူစောတိတယောက်နောက်ပင်းရွာကပြူစောတိတယောက်ဟ ோம் လင်းမြို့နယ်ကပြူစောတိတယောက်နဲ့ဂျိုကုန်းရွာကစစ်တပ်ခန့်ဆယ်မှုတို့ဟာမော်လိုက်ခရိုင်တရင်နှစ်နဲ့တရင်လေးရီစီကိုပူးပေါင်းလာကြတယ်လို့ဆိုပါတယ် တိုင်းငါစစ်စင်ရန်နာပြည်ရဲ့နောက်ဒီဇမလာ9ရက်နေ့မှာနောက်ဆုံးပူပေါင်းလာတဲ့သူဟာဟိုမလီမျိုးနယ်ကပြူစော်တီမျိုးမင်းအောင်ဖြစ်ပြီးပူပေါင်းလာသူအားလုံးကလက်နက်ကိုစီအပ်ကြတယ်လို့ Mollight Revolution အဖွဲ့ရဲ့တာဝန်ခံက TV ကိုပြောပါတယ်လက်နက်ခဲရံတွေနဲ့အတူပူပေါင်းလာခဲ့ကြတဲ့တယောက်ချင်းစီကိုစုချင်းငွေ7350စီပေးအပ်ထားပြီးမော်လိုက်ခရံဒေါ်လာရေးတက်ဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေထဲမှာသူတို့ရဲ့မိသားစုဆွေမျိုးတွေနဲ့အတူနေထိုင်စေပြီးအလောက်ကင်ခွက်လန်းတွေကိုပါစီစဉ်ဆောင်ရွက်ပေးထားတယ်လို့သိရပါပါတယ်ရှင်။ ညရီမျိုးတောင်ဘက်ကမင်းလက်ပံအွန်လိုင်းကြားဖြတ်ငွေလေလုပ်ငန်းကထိမ့်သိမ်းခံထားရတဲ့နိုင်ငံသားတွေဟာ PDF ကကာကွယ်ပေးထားတဲ့ကြားဖြတ်ယုံတွေကိုတွားရောက်နိုင်ဖို့ဆန္ဒပြတောင်းဆိုနေတယ်လို့အလုံသမားအရေးလှူရှားသူတွေကပြောပါတယ်။အောင်ခံပေးဖို့ထားတာပါရှင်။ကင်းပြည်နယ်မြောက်မြို့တောင်ဘက်ကမင်းလက်ပံအွန်လိုင်းကြက်ပြန်မွေးလေးလုပ်ငန်းကနေရမပြတ်လို့ရတဲ့နိုင်ငံသားကိုကကျော်ဟာမင်းမီလုံုံကြီးချိန်ကြီးကြောင့်ကိုပိုင်အစီအစဉ်နဲ့ ကဲကထက်ခွာပြင်ပြုခဲ့ပါတယ်။ဒါပေမဲ့ဒီဇင်ဘာလ9ရက်နေ့ကကြားပြန်ရုံတွင်ကနိုင်ငံသားတွေဟာကဲကထိန်းသိမ်းထားတဲ့အဆောက်အဦတွေကိုမိချို့ဖျက်ဆီးရွာတွေလုဆောင်ခဲ့ပါတယ်။ထိန်းသိမ်းခံထားတဲ့နိုင်ငံသားတွေဟာ BJ ကကာကွယ်ပေးထားတဲ့ကြားပြန်ရုံတွေကိုတော်ရောက်နိုင်ဖို့ဆန္ဒပြတောင်းဆိုနေတာလို့အလုံအမိုက်ရေလှူရှားသူတွေကပြောပါတယ်။သူတို့ဒီကိန်းဒီကဆန္ဒပြရဖို့ဆောင်ကြတာကကျွန်တော်ဒီဒီ UFK ကိုဒီရောဘီမြန်မာတွေပြည်ထောင်ရောက်နေတယ်။ အဲ့ဒီတက္ကသိုလ်နဲ့ဒီထက်ပြင်းပြင်းနဲ့အထက်မြောက်ရောက်ပြီးတော့အဲတို့ကိုပြန်လို့ပြီးဘာလို့ဆန္ဒပြပေါင်းလို့မရဘူးလို့ခါကြည့်တော့မှအဲတို့လှုပ်ပေါင်းချင်တို့ကိုဒီဒီဘောပိတ်ပြီးပေါ်တာအဲဒီဒီဝမ်းမှာဒီပင်ရောဘာလို့အင်ဂျင်နီယာဒီမှာတို့နေရာကောင်းတယ်ဒီမှာလုံးဝမင်းသားရဲ့ဆိုတာမျိုးပြီးလာတဲ့ခါကြည့်တော့တို့ကိုဟိုတွားပြီးလို့မတွားရလို့လည်းတိကျတာပါဆန္ဒပြတာပေါ့နော် စစ်ကော်မရှင်က online နေလည်မှုလောင်းလာမှုတွေကိုအပြည့်အစုံကျုံ့ကျင်းသောအောင်အမြင့်ပြတ်ခြင်းမုံတုတ်တင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။လက်ရှိမှာလည်းမြောက်ပြည်မြို့မှာစစ်တပ်ကကြားပြန်ရုံတွေကိုရှင်းလင်းလှုပ်ဆောင်နေပြီးလုံခြုံရေးတွေကိုထိန်းသိမ်းစကန်နေစီပို့ဆောင်ထားတယ်လို့မြို့ကန်တွေကပြောပါတယ်။ဒါကမျိုးရမရှိဘူးအမရုံးရဲ့မရှိဘူးလို့ပြောရမှာမလို့ဆိုနေလောက်တဲ့ဆိုနေတော့ဒီတော့အဲ့လိုလေဆိုတော့သူကခေါ်လာတယ်ပေါ့နော်သူတို့ ဘယ်လိုမှရှင်းမယ်။အောက်စုလည်းမရှင်းဘူးသူပြန်ထည့်တာကပေါ့ပြန်ခေါ်ပါလေ။အပြူအထိတ်ဆုံးတော့မပြီးဖြစ်ဘူး။ဟုတ်တယ်လို့မပြီးထပ်ဘူးမပြီးထပ်တယ်နဲ့သူတို့ပြန်တယ်အားရတယ်မှာ။ခဏပဲဒီဒီကျော်လာစတာကတော့ပါနာလေးတို့ဆွဲရည်။ပါမှုရပဲသူကဝင်တာပေါ့။ကင်းမီနယ်တွင်းကဂျမန်လုံငန်းတွေကိုကံပြဖြည့်ရှင်းနေတာနဲ့ပတ်သက်ပြီးကင်းနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ကင်းမျိုးသားဒီမိုကရက်တစ်ပါတီ KNDB အနေနဲ့ကတော့လက်နက်ကင်ဖွဲ့စည်းတွေနဲ့ဆက်ဆက်နေတဲ့အတွက်ဘာမှတုံ့တက်လို့မရတာကြောင့်အပြေဘယ်လိုရှာလို့ရမလဲဆိုတော့ပြောလို့မရသေးတဲ့အတွက်ရေကောက်ဝဲပြီးရင်ဘယ်လိုလုပ်မလဲဆိုတော့စောင့်ကြည့်ရမယ်လို့ပါတီဥက္ကဋ္ဌကပြောပါတယ် အဲ့ဒါကတော့ကျွန်တော်တို့ကြည်ရခဲ့တဲ့ဟာပဲဘာလို့လဲဆိုတော့အခုဟာကအာလက်နက်ဖွဲ့စည်းတွေပေါ်လေသူနဲ့ကျင်လက်နက်ဖွဲ့စည်းတွေကသူလှုပ်တယ်ငါလှုပ်တယ်သူမလှုပ်ဘူးငါမလှုပ်ဘူးသူ့ကိုငါတိုက်ချက်မယ်သူ့ကိုငါတိုက်ချက်မယ်လို့ပြောနေသလိုဒီဘက်နိုင်ငံတော်အစိုးရရဲ့တပ်မတော်ဘက်ကလည်း သူတို့မလုပ်ဘူးသူတို့ကပတ်သက်ဘူးပါညာအဲ့လိုဟိုတစ်ဖက်နဲ့တစ်ဖက်အဲ့လိုပြောဆိုနေကြတဲ့ပုံမှာကျွန်တော်တို့ကလည်းဘယ်ဟာအမှန်လဲဘယ်ဟာအမှားလဲဆိုတာကျွန်တော်တို့ကလည်းဝေမသုံးသပ်လို့မရသေးဘူးဒီတော့ပွဲပြီးလို့ရှင်းတော့ဘလို့လာမလဲမသိဘူးပေါ့လေနော်သူစရတော့ဒါကျွန်တော်တို့နောက်ကပွဲကြီးတင်နေပဲဆက်ဆံနေကြတယ်ဆိုတော့ကျွန်တော်တို့ကတော့အဲ့ဒီပုံမှာဘာမှပြောလို့လည်းမရသုံးသပ်လို့လည်းမရအဖြေကလည်းဘလို့ရှားမလဲဆိုတော့ကျွန်တော်တို့ပြောလို့မရသေးဘူးကတော့ ထိန်းသိမ်းခံရတဲ့နိုင်ငံသားကိုယ်ကကျော်နဲ့ပတ်သက်ပြီးကရင်တောင်ဝင်ရှိသူတွေကို DPP ကဆက်သွယ်မေးမြန်းခဲ့ပြီးမယ်တရင်တွင်းကြီးတွေပြန်လည်ဖြေဆိုတာမရှိပါဘူးဒါအပြင်ကရင်ပြည်နယ်မြောက်ပြည်မြို့တောင်ပဲတောင်မြေကန်းရှောင်းကနမဲစုံနဲ့ကြော်ကြားနေတဲ့မထောက်ကလေးအင်ဂျင်မြိုင်ဧကတရာရွှေပြောင်းမြိုင်ကြောက်ခတ်အေးဆိုင်စတဲ့မြေနေရာတွေမှာကြမ်းမြန်ဝင်လုပ်ငန်းတွေကို VGN နဲ့ DKB ကကာကွယ်ပေးထားပြီးဆက်လက်လုပ်ကိုင်နေပါတယ်လက်ရှိမှာလည်းမင်းနဲ့ပြန်ကြမ်းမြန်ယုံက ကရင်ထင်းထင်းသားတဲ့တက်တီတီကိုပြန်လဲရယူနိုင်ဖို့စစ်တပ်ကမြေပြင်နဲ့ဝင်ရင်ပြစ်ကိုရယူပြီးစစ်ကြောင်းထိုးနေတာကြောင့်ဘလူးချီယာနဲ့မင်းလက်ပန်ချီယာနီမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်ကျွန်တော်အောင်ခံပါ TV ဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ကခတ်တာပါကျေးဇူးတင်ပါတယ်ရှင်